thank you င်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ရန်ကုန်ခြေဆိုင်ဥရောပသမဂ္ဂဗြိတိန်ကနေဒါဆွီဒင်ပြင်သစ်နော်ဝေးဒိန်းမတ်အပါအဝင်နိုင်ငံတကာတန်ယုံများကဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့ကိုဂုဏ်ပြုတဲ့အနေနဲ့တန်ယုံ Facebook စာမျက်နှာရရဲ့နင်းစီပန်လူမှုကောင်းဆောင်ရေးပုံတွေကိုတင်ထားပြီးအမေရိကန်ကလည်းကြေညာချက်ထုတ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်ရန်ကုန်ခြေဆိုင်ဥရောပသမဂ္ဂဗြိတိန်ကနေဒါဆွီဒင်ပြင်သစ်နော်ဝေးဒိန်းမတ်အပါအဝင်နိုင်ငံတကာတန်ယုံများကဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့ကိုဂုဏ်ပြုတဲ့အနေနဲ့တန်ယုံ Facebook စာမျက် ျက်နာရီရဲ့နှင်းစီပန်းလူလူကောင်းဆောင်ရဲ့ပုံတွေကိုဒီကနေ့မနက်ပိုင်းမှာပြောင်းလဲတင်ထားကြပါတယ်။ရန်ကုန်ခြေဆိုင်ဥရောပသမဂ္ဂဆွီဒင်ပြင်သစ်အပါဝင်ဥရောပနိုင်ငံတွေရဲ့တန်ယုံတွေက၎င်းတို့ Facebook စာမျက်နှာတွေမှာဒေါအောင်ဆန်းစုကြည်ပန်းပန်ထားတဲ့အပြရောင်နောက်ခံဓာတ်ပုံကိုပြောင်းလဲကြပါတယ်။မြန်မာနိုင်ငံဆိုင်ရာပြည်ထိုင်တန်ယုံကလည်းနှင်းစီပန်းပုံနဲ့ profile picture ကိုပြောင်းလဲလိုက်ပြီးဖန်ဆီးချုပ်နောက်ခံထားဆဲဖြစ်တဲ့ဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အထိမ်းအမှတ်ဖြင့်ဒီကနေ့မိမိတို့ profile picture ကိုပြောင်းလဲထားခြင်းဖြစ်ပါတယ်။ UK အစိုးရအနေနဲ့ဒေါအောင်ဆန်း န်းစုကြည်ရဲ့တကမြန်မာနိုင်ငံအတွင်းမတရားဖန်ဆီးခံထားသူတွေအလုံးကိုချက်ချင်းပြန်လွတ်ပေးဖို့တောင်းဆိုပါတယ်လို့အင်္ဂလိပ်မြန်မာနှစ်ဘာသာနဲ့ကြီးညာချက်ထုတ်ပြန်ပါတယ်ရန်ကုန်အခြေဆိုင်ကနေဒါတန်ယုံကလည်းမြန်မာနိုင်ငံအလံငယ်နဲ့နှင်းစီပန်းပုံပါတန်ယုံ Facebook စာမျက်နှာရဲ့ profile picture ကိုပြောင်းလဲလိုက်ပါတယ် မြန်မာနိုင်ငံဆိုင်ရာဒိမတ်တန်ယုံကလည်းတောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အဖြစ်နှင်းစီပန်းနဲ့သုံးအုပ်ပုံပါတဲ့ဓာတ်ပုံကိုတန်ယုံ Facebook စာမျက်နှာရဲ့ profile picture အဖြစ်ဒီကိရိမနပိုင်းမှာပြောင်းလဲထားပါတယ်။နေသားလန်တန်ယုံကလည်းဥရောပသမဂ္ဂတန်ယုံကထုတ်ပြန်တဲ့တောင်ဆန်းစုကြည်ရဲ့ဓာတ်ပုံကိုတော့တန်ယုံ Facebook စာမျက်နှာရဲ့ profile picture အဖြစ်အသုံးပြုပါတယ်။မြန်မာနိုင်ငံဆိုင်ရာနော်ဝေးတန်ယုံကလည်းဖန်စီချုံနောက်ခံထားရစေဖြစ်တဲ့တောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်နှစ်မွေးနေ့အထိမ်းအမှတ်အဖြစ်ဒီကိရိမမီတို့ profile picture ကိုပြောင်းလဲထားခြင်းဖြစ်ပါတယ်။ နော်ဝေးအနေနဲ့တောင်ဆန်းစုကြည်နဲ့တကွာမြန်မာနိုင်ငံအတွင်းမတရားဖမ်းဆီးခံထားသူများအလုံးကိုချက်ချင်းပြန်လွတ်ပေးဖို့တောင်းဆိုပါတယ်လို့ကြီးညာချက်ထုတ်ပြန်ပြီးတန်ယုံ Facebook စာမျက်နှာကိုနှင်းစီပန်းပုံလေးနဲ့ပြောင်းလဲဖော်ပြပါတယ်အမေရိကန်ပြည်ထောင်စုကလည်းဒီကနေ့ဟာတောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ဖြစ်ပြီး2021 February မှာထိမ့်သိမ်းခံရပြီးအကျဉ်းကျလျက်ရှိစဉ်ဆင်နွှဲရတဲ့၅ချိန်မြောက်မွေးနေ့လည်းဖြစ်ပါတယ်သူရဲ့ဘဝနဲ့လှုပ်ဆောင်ချက်တွေကမြန်မာပြည်သူတွေအတွက်ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီလိုလားတောင်းတမှုတွေကိုထင်ဟပ်လျက် ်ရှိပါတယ်ဒီကနေ့အခါသမယမှာသူနဲ့အတူအခြားသောမတရားဖန်ဆီးထိမ့်သိမ်းထားသူတွေကိုလွတ်ပေးဖို့အရက်သားပြည်သူတွေပေါ်အကြမ်းဖက်မှုတွေကိုရှက်တံဖို့နဲ့အကြက်အတဲကိုအဆုံးသတ်ဖို့သဆိုင်သူအလုံးနဲ့အပြန်အလှန်ထိတွေ့ဆက်ဆံဖို့ဆရာနာရှင်အဖွဲ့အစည်းကိုမိမိတို့ဆက်လက် တောင်းဆိုပါတယ်လို့ရန်ကုန်ချင်းဆိုင်အမေရိကန်တန်ယုံရဲ့ Facebook စာမျက်နှာမှာဖော်ပြပါတယ် ဆလဘီဒေါ်ဆန်းစုကြည်မလ28ရက်နေ့ငလင်တန်းကြောင့်ဘေဘက်လက်တန်းရာရရှိခဲ့ပြီလို့ဆိုရင်ကြောင့်စုဖောင်ဒေးရှင်းကသတင်းထုတ်ပြန်ပြီးဒေါ်ဆန်းစုကြည်အခြေအနေမြည်သူမှတီးခွင့်မရဖြစ်နေတယ်လို့ NUG မှတ်ချက်ပြုတဲ့ကြောင့်တင်ဆက်ပေးပါမယ်။လူမှုကောင်းဆောင်ဒေါ်ဆန်းစုကြည်စစ်ကောင်စီကအချင်းချထားစဉ်မလ28ရက်နေ့လှုပ်ခတ်ခဲ့တဲ့ပြင်အား9.9အဆင့်အရှိငလင်ကြီးရဲ့တန်းကြောင့်ဘေဘက်လက်မောင်းတန်းရာရရှိခဲ့ပြီးဆိုရင်ရတဲ့အခြေအနေရှိကြောင်းစုဖောင်ဒေးရှင်းကမနေ့ကထုတ်ပြန်ပါတယ်။မလ28ရက်နေ့လှုပ်ခတ်ခဲ့တဲ့အင်အား9.9အဆင့်ရှိငလင်တန်းစာ ောင်၎င်းကိုအကျဉ်းချထားတဲ့ထောင်အဆောင်ဖြစ်စည်းခဲ့ပြီးတောင်ဆန်းစုကြည်ရဲ့ဘယ်ဘက်လက်မောင်းထရန်ရရှိခဲ့ကြောင်းလျှို့ဝှက်ထားရှိခံနေရတဲ့အခြေအနေကထောင်တွင်တည်ဆုံနိုင်တယ်လို့ဆိုရင်ကြောင်းထုတ်ပြန်ပါတယ်။တောင်ဆန်းစုကြည်ရဲ့ရှိနေနေဖြစ်တဲ့သူတွေကသူမကထောင်တွင်ထဲမှာတည်ဆုံနိုင်တယ်ဆိုတဲ့အခြေအနေကိုကျွန်တော်တို့ပြင်းပြင်းထန်ထန်ဆိုရင်နေပါတယ်။သူမရဲ့အသက်အရွယ်နဲ့2021နောက်ပိုင်းကစပြီးဖန်ဆီးချုပ်နှောင်ထားတဲ့ထူးခြားလျှို့ဝှက်တဲ့အခြေအနေတွေကိုတွေးကြည့်ရင်သူမရဲ့ဒဏ်ရာအခြေအနေကပြင်းထန်နိုင်တဲ့အတွက်များစွာဆိုရင်ပါတယ်လို့ထုတ်ဖော်ပြောဆိုပါတယ်။စူဖော ောင်ဒေးရှင်းကဒီကနေ့အသက်80ပြည့်ပြီဖြစ်တဲ့ဒေါအောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားတွေကိုချက်ချင်းလွတ်ပေးဖို့တောင်းဆိုလိုက်ပြီးမြန်မာနိုင်ငံမှာငြိမ်းချမ်းရေးနဲ့ပြည်လဲတည်မြဲရေးအတွက်မရှိမဖြစ်လိုအပ်တဲ့ခြေလှမ်းတရက်ဖြစ်ကြောင်းထုတ်ပြန်ခဲ့ပါတယ်။အကြမ်းဖက်စစ်တပ်ကဒေါအောင်ဆန်းစုကြည်ကိုမြည်တိနေရာမှာထားရှိရဲဆိုတာကိုဆက်လက်ဖုံးကွယ်ထားတဲ့အတွက်စိုးရိမ်စရာအခြေအနေဖြစ်ပြီးသူမရဲ့အခြေအနေကိုဘယ်သူမှသိခွင့်မရရှိကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်က ပြောပါရယ်။ ်ဂါရီယံမှာထွက်လာတဲ့ဗီဒီယိုဖိုင်ဆိုရင်2022ခရဲကရိုက်ထားတဲ့ဗီဒီယိုဖိုင်လို့ပြောလို့ရတယ်အခုဆိုရင်၃နှစ်ရှိပြီးအန်တီရဲ့အရှိန်ရောင်အန်တီရဲ့ဓာတ်ပုံအန်တီရဲ့ဗီဒီယိုအန်တီရဲ့အသံထားတွေကိုပြည်သူတွေအနေနဲ့ရောဘယ်သူမှတိတိပပကြားရတယ်မြင်ရတယ်ဆိုတာဘာတစ်ခုမှမရှိဘူးဒါကကျွန်တော်တို့ရဲ့လူလူကောင်းဆောင်နိုင်ငံတော်တိုင်ပင်ခံအတွက်အင်မတန်မှစိုးရိမ်စရာကောင်းတဲ့အခြေအနေဖြစ်တယ်လို့ပြောကြမှာတယ်ပြီးခဲ့တဲ့ကာလတွေမှာငလင်အင်အားအပြင်တန်တဲ့ငလင်ကြီးလည်းလောက်ခဲ့တာရှိတော့ထောင်နေမှာလဲပြိုကျပျက်စီးမှုတွေရှိတာသိရတဲ့အတွက်ကြောင့်မလို့ဒီအနေထားတစ်ခုမှဘာတွေဖြစ်ပျက်ခဲ့တယ် ယ်ဆိုတဲ့ကိစ္စအားလည်းအမှန်တိုင်းပြောရရင်ဘယ်သူမှမသိနိုင်ပါဘူး။ထောင်ဝင်စာကိုပုံမှန်လက်ခံနေတယ်။ထောင်ဝင်စာပို့တဲ့သူကအရင်နေရာတွေမှာပဲပို့တယ်။ဒါမျိုးသတင်းတွေတော့ရရှိတာရှိပေမဲ့ရှိနေရင်းနဲ့လည်းတွေ့ခွင့်မရ၊မိသားစုတွေနဲ့လည်းတွေ့ခွင့်မရ။ထောင်ဝင်စာပို့တဲ့သူတွေလည်းဒီတိုင်းပဲအထုပ်လေးသွားပို့လိုက်ရတယ်ဆိုတဲ့အခြေအနေမျိုးဖြစ်နေတော့ဒါကမဖြစ်သင့်မဖြစ်ထိုက်တဲ့အခြေအနေမျိုးဖြစ်တယ်။အဖြစ်မှန်ကဘာလဲဆိုတာကိုဘယ်သူမှသိခွင့်မပိုင်တဲ့အနေအထားကိုတော့အမြန်ဆုံးအဆုံးသတ်သိမိလို့ပြောချင်ကြောင်းဦးနေဖုံလက်ကပြောဆိုသွားပါတယ်။ ဆလတ်တင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်ပြည်လမ်းမှာဒုတိယပုံမှုကြီးစော်မျိုးဝင်းပုံမှုဖြုံမင်းဦးနဲ့ဒုတိယရဲမှုစိုးခိုင်တို့တည်ဆောင်းပြီးရဲ့နောက်စစ်တပ်ကအလုံးရင်းနဲ့ထိုးစစ်ဆင်နေပြီးတန်ကြက်ကကားရီကိုပါအသုံးပြုလာတဲ့ကြောင့်တင်ဆက်ပေးပါမယ်။ပဲခူးတိုင်းရန်ကုန်ပြည်လမ်းပိုင်းမင်းလာမြို့နယ်တိုက်ပွဲတွေမှာဒုတိယပုံမှုကြီးစော်မျိုးဝင်းပုံမှုဖြုံမင်းဦးနဲ့ဒုရဲမှုကြီးစိုးခိုင်တို့တည်ဆောင်းပြီးရဲ့နောက်စစ်တပ်ကအလုံးရင်းနဲ့ထိုးစစ်ဆင်နေပြီးတန်ကြက်ကကားရီကိုပါအသုံးပြုလာကြောင်းသိရပါတယ်။ဇွန်လ16ရက်နေ့ညနေ4:00ခွဲချိန်မင်းလာမြို့နယ်အုတ်တွင်းရာနီရှိအကြံဖက်စစ် တပ်ရဲ့စစ်ကွင်းတာဆောင်စစ်ဆေးဂိတ်ကိုတော်လိုင်းတပ်ဖွဲ့တွေကစတင်တိုက်ခိုက်ခဲ့ပြီးထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းအဲ့ဒီထိတွေ့တိုက်ပွဲအတွင်းတာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးဖွဲ့ဝင်တဒုတိယဗိုလ်မှူးကြီးစော်မျိုးဝင် DSD ရဲ့အပတ်စဉ်ခုနှစ်နဲ့အုပ်ဖို့မျိုးနဲ့စီမံအုပ်ချုပ်ရေးဖွဲ့ဝင်ဗိုလ်မှူးဖြိုးမင်းဦး DSC ရဲ့ ပတ်စဉ်စက်တီတိုတည်ဆောင်းသွားကြောင်းမင်းလမြို့နယ်မှာထိတွေ့တိုက်ပွဲများမှာတာယာဝရခရိုင်စီမံအုပ်ချုပ်ရေးဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီးစောမျိုးဝင်းအုပ်ဖို့မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဝင်ဗိုလ်မှူးဖြိုးမင်းဦးခရိုင်ရဲမှူးကြီးစိုးကိုင်နဲ့မြို့မရဲစခန်းမှာတအူးတို့အပါဝင် စစ်ကောင်စီတပ်သား20ဦးထပ်မင်းတည်ဆောင်းခဲ့ပါတယ်အခုကဘကိုရိုင်းမင်းလမြို့နယ်ရှိရန်ကုန်ပြည်လမ်းပိုင်းမှာပြည်တာကစာမတန်ဆက်ကကားတွေပါအသုံးပြုပြီးစစ်မှုရန်တပ်သားတွေကိုစစ်ကြောင်းထုတ်ဖို့ပြင်ဆင်နေကရှီနဲ့စခန်းများမှာတပ်ပြေးများကိုလည်းစစ်တပ်ကလိုက်လံပစ်ခတ်ဖမ်းဆီးနေကြောင်းဒေသရင်းစီးရေး တင်းရင်းမြစ်တွေကသတင်းဌာနကိုပြောပါရယ် စစ်ရာရှိများအများအပြားတည်ဆောင်ပြီးရနောက်အကျန်းဖက်စစ်တပ်ကရန်ကုန်ပြည်လမ်းပိုင်းကိုပြန်လည်စုံမနိုင်လို့ဆိုပြီးပြည်ဒေသကုတ်ကဲမှုစစ်ဌာနချုပ်မှတန်ချက်ကကမရပါအုံပြုပြီးစစ်မှုရတသားတစ်တွေကိုစစ်ကြောင်းထိုးခိုင်းဖို့ပြင်ဆင်နေခြင်းဖြစ်ကြောင်းသိရပါတယ်။အခုစစ်ခွေးတွေကပြည်ဒါကစားစစ်မှုရတသားတစ်တွေနဲ့30တာယာရီနဲ့လက်ဗရန်ဘတ်တွေကစစ်ခွေးတွေပေါင်းပြီးအင်အား900လောက်နဲ့စစ်ကြောင်းထိုးဖို့ပြင်ဆင်နေတယ်။နောက်ပြီးတန်ချက်ကကားတွေပါအုံပြုပြီးမြေပြင်ကိုအင်အားလုံးရင်းနဲ့နေမြေရှင်းလင်းလုပ်ဖို့ပြင်ဆင်နေတယ်။ထီထွေတိုက်ပွဲတွေက ဆက်လက်ပြင်းထန်နိုင်ပါတယ်ပြည်သူတွေအနေနဲ့ကတော့ရန်ကုန်ပြည်လမ်းပိုင်းကိုလုံးဝအသုံးမပြောသင့်တော့ဘူးလို့တတိပေးချင်တယ်လို့ဒေသရင်းစည်ရေးတရင်ရင်းမြစ်တွေကပြောပါတယ်ဒါအပြင်စွန်လ16ရက်နေ့ကလည်းမင်းလာမြို့နယ် ပတ်တန်လီဖုန်ကြီးကျောင်းမှာအထိုင်ချတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ရဲ့ရှေ့လမ်းစခန်းမှာစစ်ကောင်စီတပ်သား9ဦးကဟင်းစားရှာရန်လိုအကြောင်းပြပြီးလက်နက်တွေပါယူဆောင်သွားပြီးထွက်ပြေးသွားကြောင်းသိရပါတယ်။ဒီလိုထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သား9ဦးကိုစစ်တပ်ကတနက်များရှမ်းတပ်ပစ်ခတ်ပြီးလိုက်လံဖမ်းဆီးနေကလက်ရှိအချိန်ထိပြန်လည်ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။ပတ်တန်လီဖုန်ကြီးကျောင်းမှာအထိုင်ချနေတဲ့စစ်ခွေးရှေ့လမ်းစခန်းကစစ်သား9ဦးကလည်းဟင်းစားနေနဲ့ငါရှာမယ်ဆိုပြီးထွက်သွားတာပြန်မလာတော့လို့စစ်ခွေးတွေရှမ်းတပ်ပစ်ခတ်ပြီးလိုက်လံဖမ်းဆီးတာ ွေလုံနေတဲ့ခုချိန်ထိပြန်လည်ဖမ်းဆီးနိုင်တာတော့မရှိသေးဘူးလို့ဒေသရင်းစည်းရေးသတင်းရင်းမြစ်တွေကဆက်လက်ပြောဆိုပါတယ်။ဘေးလာမြို့နယ်အတွင်းရှိကျေးရွာတွေကိုလည်းအစံဖက်စစ်ကောင်စီတပ်သားတွေကလက်နက်ကြီးတွေနဲ့နှိစင်ရန်တပ်ပစ်ခတ်နေပြီးပတ်တန်းလီရွာ၊စင်အိုင်ချောင်းပေါက်ရွာနဲ့တပန်းပင်စင်ရွာမှာပြည်သူများပါဝင်အနီးနားရှိကျေးရွာများမှာပြည်သူများဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။